ော် AA ကိစ္စလေးပြောပါမယ် AA ကိစ္စဆိုတာချမ်းမပေါ့ဘူး AA က AA ကထုတ်ပြန်လာတဲ့စာလေးတစ်ခုအကြည့်ပြီးတော့ကျွန်တော်တော်တော်လေးစိတ်ထဲမှာဟိုအစိုးရကိုအစိုးရဆိုတာဘာလဲလို့မေးခွန်းထုတ်အောင်ဖြစ်လာတယ်။ဘာလို့ဆိုတော့ AA ကနော်ဒီကျွန်တော်တို့မြန်မာပိုင်းထဲကိုလာပြီး9လဖမ်းတဲ့ဘင်္ဂလားဒေ့ရှ်9ဖမ်းလို့သား22ဦးကိုနော်ပြန်ပြီးတော့လွှတ်ပေးလိုက်တယ်တဲ့ပြန်လွှတ်ပေးလိုက်ပြီလွှတ်ပေးတာဘယ်လိုလွှတ်ပေးလဲဆိုတော့နော်ပြန်လွှတ်ပေးလိုက်ပြီဆိုတော့မနေ့က15ရက်နေ့မှာဒီ AA ရဲ့ပြောရေးဆိုမှရှင်သူခိုင်သူခါသူကမီဒီယာနဲ့ထုတ်ပြန်တယ်။ထုတ်ပြန်တော့ လွတ်ပေးတာဘယ်လိုလွတ်ပေးလဲဆိုတော့ဘင်္ဂလားဒေ့ရှ်ကနော်ဘင်္ဂလားဒေ့ရှ်ကဟွာရီနဲ့နော်ဒီမှာကျွန်တော်ဓာတ်ပုံလေးပြတယ်ကျွန်တော်ဓာတ်ပုံလေးကြည့်လိုက်ဘင်္ဂလားဒေ့ရှ်ကလူတွေနဲ့ဒီလိုမျိုးလက်ဆွဲနှုတ်ဆက်တယ်ဘင်္ဂလားဒေ့ရှ်ကလူတွေလက်ဆွဲနှုတ်ဆက်ပြီးတော့အေရကလူတွေကဘင်္ဂလားဒေ့ရှ်ကရေဘင်္ဂလားဒေ့ရှ်ရေတက်ကအတူပုံနေကြတော့တက်ကအရာရှိတွေနဲ့အေရကလူတွေနဲ့လက်ဆွဲနှုတ်ဆက်ပြီးတော့ကြာကြာနာနာကိုပြန်အပ်တာဆိုတော့ပြန်အပ်တော့ဒီမူရဆိုရင်တော့မြန်မာပိုင်ရင်ထက်မှာငါးလာဖမ်းနေသူတွေဖမ်းတဲ့အတွက်ဖမ်းတယ်ဖမ်းတယ်ဆိုတော့မြန်မာမြန်မာနိုင်ငံမြန်မာတပ်မတော်တို့မှနေကြတော့တက်ကဖမ်းမယ်ဖမ်းပြီးနိုင်ငံတကာမှချင်းပြန်ပြီးလွှဲရတဲ့အဆင့်ရှိရတယ် နိုင်ငံတတ်တမန်ဆက်ဆက်ရေးတိဆောက်ထားပြီးသားဆိုရင်တတ်တမန်အဆင့်တိဆောက်လို့ရတယ်ဒီလိုမျိုးလက်နက်ကိုင်အဖွဲ့နေဆက်လက်နက်ကိုင်အဖွဲ့နဲ့လွှဲတယ်ဆိုတာမျိုးကပွင့်လင်းပြောရင်ဒါတရားမဝင်ဘူးပေါင်မဝင်ဘူးအဲ့တော့တန်တမန်လုံထုတ်လူမျိုးကိုကြော်ရလို့ခေါ်တယ်အဲ့ဒါအဲ့အဲ့လိုရှိတယ်အဲ့တော့ AA ဘက်ကထုတ်ပြန်ကြရဒီဓာတ်ပုံနေမှတ်တမ်းနေရပြောမယ်ဆိုရင်ဒါလွှဲတဲ့နေ့ကတော့သူတို့မဖွဲ့ရတာဘူးဒါပေမဲ့လွှဲလိုက်တဲ့နေ့မဖွဲ့ရတာပေမဲ့ဒီလွှဲတဲ့ပုံစံမှာဒါ AA နဲ့ဘင်္ဂလားဒေ့ရှ်နဲ့စံဘင်္ဂလားဒေ့ရှ်ကအရာရှိနေတယ်ဒီလက်ဆွဲလုပ်ဆိုတာကပြောနေတယ်သင်ကိစ္စကြီးကဒါတန်တမန်ကြီးကအရာဘင်္ဂလားဒေ့ရှ်ဟာ မြန်မာအစိုးရကိုတန်တမန်ကြီးကနိုင်ငံတန်တမန်နိုင်ငံနိုင်ငံနိုင်ငံဟိုတန်တမန်ဆက်ဆံရေးကိုတိတ်ပြီးတော့ဟို view site တဲ့သဘောမျိုးသွားတွေ့ရတယ်ဆိုတော့လက်နက်ကင်ဖွဲ့စည်းနေသူတို့စကားပြောဆက်ဆံတော့မယ်လို့သူတို့ကိုယ်တိုင်ဆုတ်ဖြတ်နေရလားဆိုတော့မေးခွန်းဖြစ်လာတယ် ဆိုတော့ကျွန်တော်တို့အချုပ်ချာအာဏာကအဲ့လိုယိုင်နေနေတာပေါ့ယိုင်နေသွားလို့ခေါ်တယ်ကျွန်တော်ကတော့အဲ့ဒါကြည့်ပြီးတော့စိတ်ထဲမှာတော့အော်လို့ကျွန်တော်တို့နိုင်ငံအချုပ်ချာအာဏာတော်တော်ယိုင်နေသွားတာပဲဒီ AA ကနေပြီးတော့ဖမ်းပြီးတော့ပြန်ပို့တယ်ဘင်္ဂလားဒေ့ရှ်ကလက်ခံပေးတယ်ဘင်္ဂလားဒေ့ရှ်ကနေကြတော့တက်ကလက်ခံပေးတယ်ဆိုတော့ဘင်္ဂလားဒေ့ရှ်နေကြတော့တက်ကိုယ်တိုင်ကဒီဘက်က AA ကိုသူတို့နဲ့လက်တွဲလုဆောင်ရမယ်အဖွဲ့စည်းလို့တတ်မှတ်နေပြီလားဆိုတော့မေးခွန်းမျိုးကျွန်တော်ကမေးရတော့ဖြစ်လာတယ်အဲ့ဒါဆိုရင်မြန်မာစိုးရကြီးဆိုတာပါလေမြန်မာစိုးရကပါလေမြန်မာတက်မလို့ကြီးကပါလေမြန်မာနိုင်ငံနေကြတော့တက်ကဖွဲ့ကပါလေအဲ့လိုမေးရမှာဖြစ်လာတယ်မလို့တော့ဘူးလား အဲ့ရခိုင်ပြည်နယ်ကြီးတခုလုံးကပါလဲရခိုင်မှာရှိတဲ့ A A တက်ကပဲထိုင်တိုင်းကျဲတာကိုပဲကျွန်တော်တို့ကဟိုကြည့်ပြီးနေရတော့မှာလားပြီးတော့ဘင်္ဂလားဒေ့ရှ်ကအဲ့လိုမျိုးကြော်ခွပြီးကျွန်တော်တို့ပြောရင်ကျွန်တော်တို့အစိုးရကိုလက်နက်ကင်ပုံမှန်တော်လန်နေတဲ့သူတွေနဲ့ဆက်ဆံတိုက်ရိုက်ဆက်ဆံနေရဆိုတာဘာလဲဘာဘာအထိပဲ double standard လားဘာအထိပဲလဲဆိုတော့မေးရတော့မှာနော်အခုဒါမျိုးလောက်ရကိုဘယ်သူတွေလောက်လဲလို့မေးရင်ဘင်္ဂလားဒေ့ရှ်ကလည်းလောက်တယ်အိန္ဒိယကလည်းလောက်တယ်တရုတ်ကလည်းလောက်တယ်ထိုင်းကလည်းလောက်တယ်စဉ်းစားကြည့်တယ်ကျွန်တော်တို့နိုင်ငံအိန္ဒိယပြပလဲ၅နိုင်ငံမှာ၄နိုင်ငံတိတိယလောက်တယ် ဟိုထိုင်းကလည်းလက်နက်ကင်ပုံကန်သူတွေနဲ့ချက်ချင်းတိုက်ရိုက်ဆက်ဆံတယ်။တရုတ်ကလည်းလက်နက်ကင်ပုံကန်သူတွေတိုက်ရိုက်ဆက်ဆံဘူးလို့မဟုတ်ဘူးပံပိုးထောက်ပံတယ်။အိန္ဒိယကလည်းလက်နက်ကင်ပုံကန်သူတွေနဲ့တိုက်ရိုက်ဆက်ဆံတယ်။အခုဘင်္ဂလားဒေ့ရှ်ကလည်းဆက်ဆံတယ်ဆိုတော့ကျွန်တော်နိုင်ငံအချုပ်ချာအနာဆိုတာဘာလဲအခုလက်ရှိဒီစက်အုပ်ချုပ်သူတွေကိုကျွန်တော်မေးခွန်းထုတ်ရမယ်။နောက်လာမယ့်အချုပ်သူတွေလည်းမေးခွန်းထုတ်မယ်။ပြီးခဲ့တဲ့အချုပ်သူတွေလည်းမေးခွန်းထုတ်မယ်။ရိုးရိုးလေးပဲ။ခမရတို့ပြောတဲ့အချုပ်ချာအနာဆိုတာဘာလဲ။ခမရတို့ခမရတို့ပြန်ပြီးတော့မှန်ထောင်မေးကြည့်ပါဦး။အချုပ်ချာအနာဆိုတာဘာတော့မေးကြည့်ကြအောင်ခမရတို့တကူတော့လွဲနေကြပြီမဟုတ်ဘူးလား။ ဆိုအချုပ်ချာအာဏာကိုထိပါမှုတွေမျိုးစုံလုပ်နေတဲ့ကိစ္စကိုကျွန်တော်တို့ကအန်ကျိပြီးငြိမ်ခံနေရတဲ့အထိတော့ကျွန်တော်တို့ခေါင်းဆောင်တွေကတိတ်ညံ့သွားကြပြီလားလို့ကျွန်တော်မေးရမှဖြစ်နေတယ်။နော်အဲ့ဒါတော့ကျွန်တော်စိတ်ထဲမကောင်းပါဘူး။ဒါအေအေကိစ္စတွေပြောတာပါ။တန်တမန်ဒီလန်းနဲ့